တို့ညာကိုအပင်းနာဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆီမာကြီးခင်ဆွေဦးရေးသားထားတဲ့ပြန်သာပြန်မငှက်ရွှေပါအပိုင်းခုနှစ်ကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။ခင်ဆွေဦးပြန်သာပြန်မငှက်ရွှေပါအပိုင်းခုနှစ်မိုင်းပြင်းညီမလေးဝေခင် ငါကြီးစီအပြန်တော့လဟာပြင်းစီစာအုပ်ဆိုင်မှာညံထုံးလုံးနဲ့တောင်စုံမိကြသေးတယ်။ညီစာကြိုးစားပြီးလိမ်မာတဲ့အကြောင်းညံထုံးကပြောပါတယ်။ဒါထက်ညံထုံးကရန်တိုင်းဆိုတဲ့ចောင်းသားတယောက်နဲ့တောင်မိတ်ဆက်ပြီးသေးတယ်။သူ့အမွာညီရန်ပိုင်းဆိုလား။ညီနဲ့တန်းနဲ့ဆို။သူကတော့ငါ့ဟိုနေ့ရမြင်ခဲ့ရတဲ့ဘေးရုပ်ကြကြတွေမဟုတ်ပါဘူး။ဟီဟီမမွန်နဲ့မိကောင်းဖခင်သာသမီပြီးသားကြတယ်။ငါ့ကိုတော့ခောက်ဆွဲစားအတင်းခေါ်ပြီးသူတို့မနစ်ကနေရသေးမှာနမ်တူဘော်ရင်းသွားပြီးလက်တွေ့တန်းဆင်းတဲ့အကြောင်းတွေကိုပြောပြနေကြသေးတယ်။ သူတို့မိုင်းကအင်းနေအိမ်မှာတဲခုနေတော့တဘုံကအဲ့ဒီចောင်းသားတွေကိုကာပါယူပြီးတက်လာတာတဲ့အစိုးရတက်ကလည်းចောင်းသားတွေနဲ့ဆိုတော့အပြည့်အခက်ကြွားကြတာပေါ့တဘုံတွေကသူနာပြုမတရားကိုလာဖမ်းခေါ်တာတဲ့တဘုံတွေကចောင်းသားတွေကိုတော့ဘာမှမလုပ်ပါဘူးအဲចောင်းသားစင်းရင်တော့ရှိလေရဲ့တဲ့လူဘူတယောက်ခေါ်လာမိလို့စစ်စစ်မင်းများလိုက်တာမနေ့ဖြည့်ရှင်ရတယ်ဆိုပဲတို့အစိုးရတက်ကလည်းចောင်းသားတွေကိုညှားပြီးမပြစ်ကမခက်ရဘူးပေါ့ဒီနေ့တစ်ခွက်ကလည်းမမြန်အေးချမ်းမှုကောင်းပြီး နမ်တူဘော်ရင်ဟာဗမာပြည်မှာအကြီးအမားဆုံးနဲ့တပ်တူထုတ်လုပ်မှုဆိုတာအများဆုံးတပ်တူရင်းကြီးပဲဒီဘော်ရင်တပ်တူရင်းဟာကဘာမှာကြော်ကြပြီးကဘာမှာရှိတဲ့တပ်တူရင်းတွေထဲမှာခဲနဲ့တပ်တူအကျွဲဝဆုံးတပ်တူရင်းတစ်ခုဖြစ်တယ်ဆိုတာကိုငါဆောင်မတစ်ဆောင်မှာဖတ်ရဘူးတယ်ငါတို့နဲ့ဆွေးနွေးကြရင်ဒါတွေငါထည့်ပြောတော့တို့ကအာအသင်နေကြတယ်တို့ခေပညာတဲ့အနေနဲ့ကတော့တက္ကသိုလ်တန်းမဟုတ်ရင်လူတွေနာလပိန်းတို့များထင်လိနေမလားမသိဘူးငါဟာစာသမားတယောက် ခြားသဘာပေသမားရဲ့အုံနောက်ဟာအတိညာကျွဲတယ်ဖွံ့ဖြိုးတယ်ဆိုတာငါနဲ့ကြာကြာပေါ့ရဲ့သူတို့သိလာမှာပေါ့လေလူတရားမှာ90ရာခိုင်နှုန်းဟာစားချက်နိုင်တဲ့အခွင့်အရေးရှိရင်စားချက်ရင်စိတ်သိမ့်ပံဘွဲ့အင်ဂျင်နီယာဘွဲ့ပညာရေးစီးပွားရေးဘွဲ့ရုပ်စွာဆုံးဝိဇာဘွဲ့ရနိုင်တယ်လူပေါင်းထောင်ထောင်မှာလူတော်တရားမထွက်ဘူးစားရေးဆရာပကြီးဆရာဂီတဆရာမဖြစ်ဘူးငါကတော့စားရေးဆရာဖြစ်အောင်စူးစမ်းနေတယ်ပါရမီကဘလောက်ပါတယ်ဆိုတာစူးစမ်းချင်ရင်သိလာမှာပဲ ဒါရင်ငါတို့ဆွေးနွေးကြတော့ရန်တိုင်းကလည်းအင်ဂျင်နီယာလိုင်းလိုက်လို့ဒါလိုက်ခဲ့ရတယ်။စာရေးဆရာဖြစ်ချင်နေတယ်လို့တဲ့။ပြီးတော့ဂီတဆရာတယ်။ဆက်မှုတက်ကတူဂီတအကပရိသာပွဲတွေမှာသူကိုယ်တိုင်သင်းဆက်ပြီးစောင်းလို့ဂီတတို့တိမုတ်တဲ့။နီးလဲတိမှာပေါ့လေ။သူကတော့အမှုပညာရဲ့တန်ဖိုးကိုထိတ်တန်းကတင်ထားပုံရတယ်။ဒါကတော့အမှုပညာတဲ့သူရဲ့စိတ်ဓာတ်ပဲ။အမှုပညာတဲ့စစ်စစ်တရားဖို့ကတော့သူပညာကလွဲလို့ကျန်တာဘာမှအရေးပါတာမဟုတ်ဘူး။ငွေတို့ကုံတို့ပက္ကသနာတို့ ဒီဂရီတို့ဆိုတာတွေဟာဖုတ်လေတဲ့ငပိပဲရှိတယ်လို့တော့မထင်ဘူး။ဒါကတော့အမြင်မှန်ပါ။အနုပညာတဲ့တူကွယ်လွန်တော့လဲအနုပညာအစွမ်းအစတွေဟာဘယ်တော့မှသိဆုံးနေကြောက်ွယ်တယ်မရှိဘူး။နှစ်ပေါင်းများစွာတည်တတ်နေတာပဲ။ရှေ့စပီးယားတို့အနန္တသူရိယအမတ်ကြီးတို့ကြပြတွေဟာဒါကြောင့်မပြောင်မပြဲတည်ရှိနေတာပေါ့။ဒါကြောင့်ငါလည်းအနုပညာတဲ့တယောက်ဖြစ်ချင်တယ်။ဖြစ်အောင်လဲစူးစမ်းမယ်။စစ်သားတယောက်ကိုဇွဲဆိုတာထဲ့ပြောဖို့တော့မလိုပါဘူး။စာဆိုစစ်သူ ရဲလူစော်ဆိုတဲ့ကလောက်နာမည်အောင်မြင်လာတဲ့နေ့တနေ့သားငါညီမစောင့်ကြည့်ပြီးတော့ကြွားတယ်လို့တော့မထင်နဲ့ခုနေခါတော့ကြွားတယ်ပဲထားပါတော့ဂိုင်းဟိုရောက်တရောက်နေငါစားလဲရှည်သွားပြီတခြားရေးစရာတိတ်မရှိပါဘူးအဓိကညှိလိမ်မာဖို့ပဲညှိစားတော်ဖို့ကိုချင်းတရားကမှအရေးကြီးတယ်ဒါပါပဲတင့်စော်ခလာရ43ခွဲခနဲ့ဖာမင်စကန်မိုင်းပြင်းမြို့တိုင်းတုံခရိုင်အရှိပိုင်းရှမ်းပြည်နယ် တကယ်တော့ဆက်မှုလက်ကတူသည်လက်တွေ့ကြကြသင်ကန်းစာများနဲ့တရံမလက်စန်းနှန်းခတ်ထျော်ရသောဘဝဖြစ်ပေမဲ့လည်းအမှုပညာထွန်းကားရနေမည်လည်းဖြစ်ချေသေးသည်နှစ်လယ်မဂဇင်းတို့၌စာရေးဆရာကဗျာဆရာဆရာမလေးတို့၏အစွမ်းအစာတွေကိုတွေ့မြင်ရသလိုဆက်မှုသတင်းစင် စားဆောင်များမှကာတွန်းဆရာများ၏ပြောင်မြောက်သောကာတွန်းများကိုလည်းရေမောပျော်ရွှင်ရလေသည်အမှုပညာသည် အလှတရက်ကိုဖန်ဆင်းလျက်ရှိလေသည် ကုံကျဲအနေကုံကျောလုပ်တဲ့အခါကုံကျောဖြစ်ရင်ပြီးရောဆိုရင်ဘယ်မှာရောက်မှန်းလာမလဲ ဈေးကွက်မှာကိုယ့်ကိုယ်ဝယ်သူမျက်စိတွေ့စေရမယ်။အဲ့လိုဖြစ်အောင်ဟာအနုပညာမျက်စိရှိရတယ်လို့ရယ်။ဘလို့ဆွဲဆောင်နိုင်အောင်လုပ်မလဲဆိုတာပေါ့။တိုက်ဆောင်တော့ပုံစံလှလှအချိုးကျကျဖြစ်အောင်ဟာအနုပညာမပါဘဲနဲ့ဖြစ်ပါမလား။ဆရာတွေကအ í သူမကြကနာပြောတဲ့ဆိုရဲလာသည်။ဆရာတွေကိုယ်တိုင်ကကျွန်တော်တို့အနုပညာဆိုတာမရှိတာကိုရှိတယ်ထင်အောင်လုပ်ရတယ်။အလှကိုဖန်တီးရတယ်ဟုအနုပညာကိုစိတ်ပါဝင်စားရင်အပေးအများပြုတ်ရကြလေသည်။ထို့ကြောင့်ကျောင်းငယ်တစ်နှစ်ကုန်ကန်ဤတွင်ပြုလုပ်လေးရှိသောနှစ်ပတ်လည်ညစာစာပွဲများ အနုပညာဖွဲ့ဤခိတာနှင့်အကပရိသာကပွဲဤတို့တွင်အပြင်အငိမ့်ဆက်အဆူတော်မှငှားចောင်းသူចောင်းသားအားလုံးပါဝင်ဆင်နွှဲကြလေသည်ကိုပိုင်မင်းသားမင်းသမီးကိုပိုင်လူပြည့်နှင့်ចောင်းသူចောင်းသားတွေအားလုံးကပွဲခမ်းမာတွင်စီစီကားကားအချိန်ကားအပြင်မိုးနောက်ကာလညတညည9ခန္ဓာနာရီတွင်ကပွဲစာမည်ဖြစ်သည်တောက်ပသောပုစုံများနှင့်သင်းမြန်သောရနက်များကမှွေးထုံနေသည်ခါတိုင်းအကြီးတန်သူတွင်ကြည်ပြော်လာလျက်ရွှေချမ်းရီကျူတို့လှလာကြကားလှသူများမိုးနဲ့သူသားနှင့်ကြော့မော့နေကြသည် ဝေခင်ပင်ကြော့ကြော့မော်မော်ဝေစားလာမိသေးသည်သာရောင်းနှစ်ပေါင်းများစွာကတိတ်နာခဲ့သောအမေ၏ရွှေတောင်ပိုးလုံးကြီးစိတ်နှုဖြော့ဖြော့ကိုယုံစင်းကိုသာဝေးရသည်ချမ်းသာသမျှလုံကြီးကောင်းဆိုရဒါပဲဖြစ်သည်အင်းကြီးကတော့အเจ้าဖွင့်စားကအမေဝေ၍ချုပ်ပေးလိုက်သောအစိမ့်ရင်ရင်တက်ထရွန်လက်ရှိအင်းကြီးဖြစ်သည်အင်းကြီးမှာလက်ချုပ်မချုပ်နိုင်သဖြင့်ဆက်ချုပ်ချုပ်ထားရာလှလှတော်နှင့်ခိုင်ကီတီမော်ရိုဟာရှေ့တွင်တိတ်လာပါလားပြောပြီးကြွေရခဲ့ရသည်ဆိုပဲချမ်းချမ်းတို့ပြန်ပြောမှပဲတရားသည် မတတ်နိုင်ပါ ဝေခင်မတက်ဆွမ်းနိုင်ပါဝေခင်စလုံးကိုတော့ညဉ့်ညဉ့်ကသူကလစ်တွေစညက်တွေတပုံကြီးနဲ့ကြကြထုံးမေးလေသည်စလုံးကိုရစ်ခွေလျက်စပယ်ဘူးများကုန်းတီပန်ထားသည်ထို့နောက်ကြောက်စင်းရင်ရင်ပင့်ကူတန်းရင်တို့လလလေးကိုဝေခင်ရင်မှညာဘက်တွင်ညဉ့်ညဉ့်ကချိတ်ပေးသည်ညဉ့်ညဉ့်ကစိတ်တော်ရာကောင်းရှာသည်ဝေခင်ကိုညာလျက်သူလည်းအလွန်အကျွံဘာမှမဝေးစင်တက်ထရွန်အဖြူလက်ရှိအစိမ်းနူရောင်တက်ထရွန်ပြောင်းလုံးကြီးလဝိလက်စာဝိလက်စာကိုပင်ချွတ်ထားခဲ့သည်ဟေ့ တယ်လာပါလားလှမလှအာကြီးလားဟုဂျူရူကပြင်းရင်လွှိုင်းဝေးခင်ရနောက်ပြောင်းသွားသေးသည်ဒီနေ့တော့လမ်းပါလဲလှမဲကုဝန်လဲလှခွက်ထော်လဲလှလေမုန်တိုင်းလဲလှမဲလုံးလဲလှနန်းပြီစုပ်လဲလှငွေတော်ပြပြရောက်သွားသလားအောက်မေ့ရတယ်ဟေးပြန်နေတာပဲချီပီကအော်ဟေးပြောဆိုသွားလေသည်ကိုပြဲကခုဘလူးကြုံမဟုတ်တော့ပါဘူးဟုဆိုယုံရှိသည်ဘဲဦးကပါဇက်စော်ကချက်ကျွန်းဟုပြောမိသဖြင့်ကာဝဲခမ်းမအတွင်းအောင်းသူလေးများက သူတို့ရဲ့တရားလောက်ရှိသောပိုက်ဆံအိတ်များနဲ့ဘဲဥကောင်းကိုဝိုင်းရိုက်ကြရာဘဲဥလည်းအတော်ထွက်ပေါက်ရှာကပြေးရရှာသည်။ကာပွဲစတင်လေပြီ။ရှေးဥစွာပမောက်ခကျုံနှင့်ခန္ဓာမှုဖြစ်သူရန်နိုင်တို့ကမိန်ကွန်စကားနှုတ်ဆက်စကားများကိုအသီးသီးပြောကြကြသည်။ဗနာမအဖြစ်ကျောင်းသူတို့သည်ညီမပီပီဝိဇာစင်ရင်ကစောင်းနှင့်တူဦးကတီတူဦးကဆိုလျက်မင်္ဂလာဩဘာပွဲဖြင့်ဧကန်ဖြောပြေးကြရာတာယာနာပြောပွဲသောဒီဂီတာသံကိုတိတ်ငင်နေညင်ငင်နေခန်းစားကြရလေသည်။ထို့နောက်တွင်နိုင်အကား ညိုင်ထနှစ်ပါသွားဒိုးဘက်ဝိုင်းကြပြလို့အကဟာတာပြဆက်စီမီခွက်ရေရှားမနဲ့ဒဒကလေးတို့ဤစစ်ထိုးခံအော်ပရာကန်းကောင်မြိုင်နှင်းတခြင်းအကြီးတန်းချစ်သူတခြင်းတီဆူခံစသည်များဖြင့်အသီးသီးရဲ့ခံရလေသည်ထူးခြားသောပြကန်းနှက်ကကပရိသတ်ကိုတဟားဟားပွဲကြစေသောစမှုခင်အငိမ့်ဖွယ်ဤဖြောပြေကမ်းပင်ဖြစ်လေသည်เจ้าหนูခင်ခင်ကအငိမ့်မင်းသမီးလို့၍ချိပေနေဘဲဦးတို့ကလူပြက်လို့လေသည်ချိပေကအရက်ရှိရှိကလန်ကလာနဲ့ဘဲဦးကပုတ်တုတ်တုတ် နှစ်ယောက်ရှင်ပြန်ရက်လျင်ပင်ရဲစရာကောင်းရသည့်အထက်ပြက်လုံးများကိုတိုက်ထားတာရောခြာပန်းပြက်တာရောစုံနေအောင်ပြတ်သွားသည်တဝင်းကျင်တွင်မြင်သည်များကြားသည်များတွေ့သည်များတွေကိုအလွတ်မပေးဘဲပြတ်သွားလေသည်တတော်နှင့်မပြီးတော့ကုလဆာရေကူးကန်ကြီးလည်းပါအဆောင်၌ဘဲဟုကိုရင်းနှင့်ကြော်သည်ဆိုတာရောဘတ်စကာတိုးမရအောင်လူချက်တာရောဂျီဟောလ်သူတွေကိုအမျိုးစုံကလိတာရောကျောင်းရင်သားတကားတွေချမ်းမရှိသဖြင့်ချောင်းဟန့်အတန်ပေးရလုံးသဖြင့်အတန်ဝင်ကဆရာဝန်ထံသို့ရောက်ရတာရော စသည်အားဖြင့်အမျိုးမျိုးပြတ်သွားသည်ထို့ပြင်ဘဲဦးနှင့်ခင်ခင်ကတာအမိလို့လျက်ချီးပေကခင်ခင်ကိုလာတောင်းရန်သူလောက်ကတဖုံဘဲဦးကဆရာဝန်ချီးပေအားလူနာအဖြစ်ဖြင့်၎င်းချီးပေကဘေးရင်ဆရာဘဲဦးကဘေးရင်မေးသူအဖြစ်ဖြင့်၎င်းရုပ်ပြောင်းရုပ်လွဲအတန်ပြောင်းအတန်လွဲပြက်လုံးထုတ်သွားကြသဖြင့်ပွဲကြည့်သူများကတအုံးအုံးနဲ့ပွဲကြနေကြပြန်လေတော့သည်နောက်ဆုံးအခန်းမှာတရုတ်ပြက်တေးရှင်ချွတ်ခန်းဟူသောခေါင်းစဉ်နှင့်ရန်တိုင်းရန်ပိုင်းနှင့်ချီပေတို့ကအဲ့ခံကြလေသည် ပြည်သူတို့ကဒဟုံးအုံနဲ့ပွဲလဲကြကဩဘာသာမစဲအောင်တိဆူဖြောပြသွားကြလေသည်အဝေယာကပွဲစဉ်တောင်မှဘုဘကိုရိုစန်းနယဥအောင်ခင်တို့လေတံအတိုင်းထိုအခန်းရေးအစီအစဉ်များကိုတစ်ခုပြီးတစ်ခုကျင်းညာသွားလေသည်ပထမဦးဆုံးရန်ပိုင်ကဂီတာကိုင်းလျက်ချီးပြေကခေါင်းလောင်းတရံအဝကျဲသောရှဲ့အင်းညီနှင့်ဘောင်းမီညာဝဲလျက်ခေါင်းမစပင်ကိုတမင်အရှိချံကနထင်ဆက်တွင်ထောက်တိုင်ရှိနှင့်ရှော့မွေးပမာပြောင်းလဲသောမျက်နှာကြောင့်စီစီနှင့်ရန်ပိုင်ပြီးရှင်ရက်လိုက်လေသည် ။စောစောကလူပြက်လှုပ်ထားသောအချိန်နှင့်ချီပေကိုမြင်ရသည်နှင့်အုံအုံပွဲကြကြပြန်သည်။ချင်မက်တူဟစ်ပီတို့အင်းကြီးအင်ကောင်းတို့ကျင်းပမည်ဖြစ်သောပါတီတွင်မှတိတ်ရီကော်ဒါအသံဖန်းစက်နှင့်ကျဲလောင်စာဖွင့်လေးရှိသောသို့မဟုတ် electric guitar နှင့်သီဆိုလေးရှိသောသို့မဟုတ်တော်လျာရဲ့တွင် transistor radio နှင့်ဖမ်းလေးရှိသောကာလာဘောအင်္ဂလိပ်တီတချင်းတပုတ်ကိုမြမတေးစာသားသွင်းကဆိုပြလေသည်ချီပေကသူ၏ရှေလျားသောအရက်ကြီးကိုဒဂိုလုံးတွန့်လင်ကောက်ွေးလျက်လဝါးကိုဖြန့်ကားဆန့်ထုတ်၍၎င်း ပါဇက်ဖြဲ၍၎င်းပခုံးတုံး၍၎င်းမျက်စချီ၍၎င်းတေးသွားဇက်တောက်ဇက်တောက်ကိုဆူလိုက်လျာပွဲကြီးပရိသတ်တို့ကတတော်တော်ရေမောကြလေသည်ခန္ဓာတော်မှအကြောင်းသားတစုကနာကလော့စ်ဟုအော်ရင်ရဲကြပြန်သည်ချီးပေဆိုအပြီးအထဲဝင်သွားသောအခါဇက်စင်နာမှအဝေရာကရွှေပွဲလာပရိသတ်များခမညာဒီဒေသတွေဟာအမှုပညာအသင်ယောက္ခာကိုရန်နိုင်ကိုရန်ရေးဆက်ထားတာဖြစ်ပါတယ်ဒီသချင်းတွေကိုနိုင်ငံသားအရှိမဖွင့်မပြရေးဘူး မတည်ဆိုရဲဘူးလို့ကိုရန်နိုင်ကပြောပါတယ်။နိုင်ငံသားတွေကဒါကိုနားထောင်ရင်ဟာမင်းတို့တချင်းကငါတို့တချင်းမှာပဲလားလို့ပြောလိုက်မယ်ဆိုရင်ခိုးရုံခိုးတယ်နဲ့မိသွားသလိုအဝေရစကားမဆုံးခင်ဩဘာလက်ခုတ်တံများကြားရလေသည်အဝေရကဆက်၍ကျွန်တော်တို့ဘုဘမိပါလက်ထက်ကအဆူမင်းသားကြီးခင်မောင်ရင်ရဲ့ကျုပ်တို့လူမျိုးတကိုးရှိသည်ဆိုတဲ့ငကနေတချင်းကိုကျုပ်တို့လူမျိုးတကိုးရှိသည်လို့ဆိုရမယ်ခင်ဆက်ရောက်မှာစိုးမိပါတယ်ခင်ဗျာ ကော်ရင်ကြီးကလားတော့ကိုပိုင်တေးသွားရှိနေပါလျက်နဲ့ဗမာမှာကိုပိုင်တေးကြီးသားတန်မရှိဘူးလားလို့နိုင်ငံသားတွေကထင်လိုက်ပါကိုဥက္ကဋ္ဌကြီးကသိရှက်မိပါတယ်တဲ့ခမညာလက်ကုပ်အပါတန်များဆူဆူညံညံတိခတ်ကြလေသည်ထို့နောက်အင်္ဂလိပ်တေးတကယ်သူပင်မြူးကြွ၍အင်္ဂလိပ်တေးတန်ကိုနားရင်ညာသူဂုံကြီးရှင်များဖြစ်ပါအံ့မြန်မာတေးတန်ကိုအင်္ဂလိပ်စာသားထည့်ဆိုသွားပါကအဟုတ်တကယ်မြူးကြွကနာတော်တာဆင်စရာကောင်းပါလိမ့်မည်ဟုအဝေယာကရှင်းပြပြီး ရန်တိုင်နဲ့ရန်ပိုင်ထွက်လာကရန်တိုင်ကဂစ်တာတီးလျက်ရန်ပိုင်ကသချင်းဆူလေးသည် အမွာညီကိုဖြစ်သဖြင့်ရုပ်ချင်းစင်တူအဝတ်အစားကစင်တူနှစ်ယောက်စလုံးတကလက်အစိမ့်နဲ့တိုက်ပုံအင်းညီစင်တူအင်းလီပိုးအကွက်အစိမ့်ဖြော့ဖြော့ကိုစီဝေးလျက်တယောက်ကဒီတယောက်ကဆိုတော့ပြိတက်ကတန်တော်ငင်းမော့ရလေသည်အင်္ဂလိပ်ဒေသစာသားသွင်းထားသောမြမသချင်းတို့မှာအိုးစီတန်သချင်းနဲ့ရှေးရွာသချင်းတို့ဖြစ်လေသည်အင်းကြီးအင်းကြီးပါရဲ့နဲ့ညထားညထားချူ ကျုံးတလူလူကျမလက်ကိုဆွဲဘရုံမနီစင်းတင်ကြီးချစ်ပါတယ်ကြိုက်ပါလူပြိုရေဖော်တဲ့တဲ့နဲ့ချစ်တေးဖွဲ့လာမချစ်တာလို့နေပါသေးတယ်မကြိုက်တာလို့နေပါသေးတယ်နှမလေးပြိုမအားတယ်ရှိစားနဲ့လေစတော့အိုးစီတန်နဲ့ဒုဘက်များကိုအင်္ဂလိပ်တေးသွားသွင်းလိုက်တော့အဟုတ်တကယ်အင်္ဂလိပ်တီဂီတာလက်ရာတစ်မျိုးဖြစ်လာလျက်ထိုစားသားများကိုတဖန်မြမစားသားအထက်ပါအတိုင်းထည့်သွင်းဆိုပြတော့ပြိတ္တကတန်တော်လေးဖြစ်လျက် ချီချူစိတို့ဘက်နဲ့လက်ခုပ်လဝါဒီကဩဘာပေးကြပြန်သည်နောက်ဆုံးမြမဒေဂီတာ၏အစီအနှစ်အသိမွေအနုညံ့အလေးနှင့်အလင်ငါဂုံရတတို့ထုတ်ဖော်ရ၌ရန်ပိုင်ကဆောင်တီလီရဲ့ရန်နိုင်ငါတလက်တင်ငါရွှေရောင်ပတ်ပြိုးကိုတည်ဆူလီသည်ဒီတော့လဲမြမသချင်းကြီးကိုအင်ငိုက်သည်ဟုအစွဲလန်းကြည့်သောပြင်းစရာကြီးဟုထင်ရှားသောလူငယ်ပရိသတ်အချို့နှင့်ခေပညာတဲ့ပိုင်းကတင်ငီရွှေရောင်ပတ်ပြိုးကိုနှစ်ချိုက်လာကြသည် တချင်းကြီးအပြီးရန်နာရေးဆက်တော့မြမရေးတချင်းတပုတ်ကိုလည်းဆိုပြသေးရာအားလုံးကသဘောတူလက်ခံကြသည်အနုပညာအသင်ဥက္ကဋ္ဌရန်နာဤတီထွင်ချက်အနုပညာဖန်ဆင်းချက်ကိုအားရပါရထောက်ခံကြသည်ထို့စဉ်လွန်ခဲ့သော၃နှစ်နှစ်ခန့်ကတရုတ်ပြည်ဒေဂီတာတို့မြမမဆန်သော တေးတောင်းပြောင်းတို့ယခုလောက်ခင်မစားသည်မဖောင်းပွားသည်ဒီနေ့အချိန်ခါနိုင်မှုကထိုတရုတ်ပြည်ဒေဂီတာများကိုမကြေမနက်ဖြစ်ကြသောလူငယ်တိုင်းကတော်တော်များလာလေသည် မျက်စိကြီးနာကြီးရက်ကွက်မှအင်းကြီးတို့တွင်ရီကော်ဒါနှင့်ဆွဲမက်စွာဖွင့်ကြတော့လဲရှုပ်ချသူကရှုပ်ချကြသည် တချို့သောသူချင်းများတေးသွားကောင်းမွန်တော့လဲများသောအားဖြင့်ကတော့ပုံမမှန်မှုမမှန်နိုင်ငံသားတေးသွားကိုအချစ်မိုင်းမိစေသောစကားလုံးများအစာသွင်းလျက်လူငယ်လူရွယ်တွေကိုတွေ့ဝေးမိမော့စေသည်လူမျိုးတစ်မျိုးနေချက်ကြောင့်အဖြစ်မှလွမြောက်ပြီးသောမြန်မာနိုင်ငံသည်အငှားအုံနောက်သုံးလျက်ကိုစိုးကိုပိုင်ပါများမရှိတိုင်းတစ်ပါးရဲ့အမှုပညာကြောင့်ဖြစ်လာရသည်မှာဝမ်းနည်းဝေရပင်သည်ဒါရီယိုရန်တန်ရဆင်းစားမိသည် တွေးခေါ်မိသည်မျှမြင်မိသည်နောက်တစ်နေ့တွင်ကလူငယ်လူရွယ်တချို့တို့သည်ရန်တိုင်းတွေးသလိုပင်တွေးလာမိကြသည်သူကြောင့်တခုသောရုပ်ရှင်အွန်လိုင်းမဂ္ဂဇင်း၌ကြပြာဆာဆူအောင်နေဦးဆိုသူကဓာပေစန်တာကောင်းပေစရင်ဝင် အင်္ဂလိပ်တခြင်းတပုတ်ဖွင့်လိုက်ဟင်းအလိုက်ကလည်းညီမတခြင်းပဲတန့်ပေဆိုကြဂျပန်တခြင်းများတအားနားထောင်လိုက်ဟမ်အလိုက်ကလည်းညီမတခြင်းပါလားတိပိပြောကြအမေရိကန်တခြင်းအဖန်ဖန်မြည်ကြည့်လိုက်ဟမ် အလိုက်ကလည်းညီမသချင်းလို့တကယ်တော့ဒါကဘာရတာဆိုဘုံပြစ်စီတွေဟာတို့မှာပြီမှာကိုတိကျဆိုကြထုတ်လို့ကြနဲ့ညီမသားကောင်ပညာရှိတွေဒါပေမဲ့ကွယ်လာလဲတဲ့နိုင်ငံညာမိတ်ဆွေတယောက်ဒါငါတို့နိုင်ငံကဥစ္စာပဲလို့ပြောလိုက်ရင်ကျုပ်တော့ကျုပ်ရဲ့မျက်နှာကိုဓာတ်နဲ့လှိပစ်မိမှာပဲသူ့ကိုရှုတ်ချသူကရှုတ်ချစေအင်းကြီးအင်ကောင်ရကော်ဒါတို့တွင်ထူထေးတဲ့တို့သည်ပြန့်လွင့်နေမြဲပင်သည် ကိုင်းလမ်းညို့တစ်ခုမှာခစ်ဆန်ဆန်နှစ်ထပ်တိုင်းအင်းညာကျဲကြီးတဲ့သို့လှမ်းဝင်လိုက်သည်နှင့်ဒေသန်တို့သည်ခြံဝါးသို့ပြန့်လွင်လာမြဲပင်ထိုအိမ်ထဲမှာအယ်ဂျီရှင်ခွေများဟိန်းတန်သည်ဒေသန်နှင့်အတူရောနှောထွက်ပေါ်လာလေသည်ဝေခင်သုံးကောင်းများရောက်ခဲ့ပြီးသောထိုအိမ်မှာထိုအတန်များသည်မထူးခြားတော့သလိုနားရင်သွားပေပြီဝေခင်ကမတင်ရွှေနှင့်အတူခြံမလဲပေါင်းမှဝင်ရလျက်အိမ်နောက်ဘေးပန်းမှရောက်လာခြင်းဖြစ်သည်ထိုအိမ်ရှင်မှာအရာရှိကြီးဦးကျော်ဆန်းနှင့်သူစနီဒေါခင်ဆန်းမြင့်တို့နေရင်ဖြစ်သည် ဒေါခင်ဆန်းမြရာစိန်တဲ့ကြောင်မြရတနာများကိုတတိပုံပွဲစားလုပ်နေသည့်အပြင်တေးသေးဖွဲ့ဖွဲ့ရွှေရွှေစများကိုပင်အတိုးနှင့်အပေါင်ခံသည်ထို့ကြောင့်မတင်ရွှေလိုမလှငွေကိုဈေးသေးကလေးများထံမှ100 300ကျပ်တူရွှေပေါင်ငွေပေါင်ခန့်ချင်းဖြစ်လေသည် အမှန်အတော့ပစ္စည်းပေါင်100 200ကျပ်တူပေးရယူထုံးစံရှိတော်လဲဒေါခင်ဆန်းမြထံမှငွေလွယ်တကူရသောကြောင့်လည်းကောင်းပစ္စည်းစိတ်ချရသောကြောင့်လည်းကောင်းသုံးချက်တူမင်းလိုလိုချင်းချင်းလာပေါင်ရသည်ဝေခင်အားလည်းသူ့ဆွဲကြိုးကိုငွေ900နဲ့ပေါင်ထားရသည် အတူကတလားတလား15ချက်ဆက်သွားရသည် လာစမ်းရက်တွင်ဆက်သွားရလေသည်ဒေါခင်ဆန်းပြရလေသူဤဒရိုင်ဘာမိန်းမနဲ့မက်တင်ရွှေတို့လိုနှိစက်ရဈေးတယ်လေးမျိုးများထံမှတယောက်15ကျပ်နဲ့20မျိုးအတူရောလာစဉ်ဝင်ငွေမှန်မှန်150လောက်ရှိသည်ဝေခင်ရောက်တိုင်းအိမ်နောက်ဘေးအဆောင်နဲ့ပင်ကိစ္စပြည့်ပြည့်ရသည်မက်တင်ရွှေသို့မဟုတ်မလငွေနဲ့လာမြဲတာအိမ်နောက်ဘေးအဆောင်မှာလမ်းမျောကြည့်လျင်သမင်းစားကန်ဇွဲဝိုင်းတွင်ဒေါခင်ဆန်းပြတို့မိတ်ဆွေတင်ကားအများကြီးဖဲဝိုင်းအောင်တွေ့မြင်ရသည် ရှင်နေနေဝတ်တို့တွင်ဥကြောဆံမှာဝိုင်းနေတွေ့ရလျက်ဈာနေဆိုလျင်ဒေါခင်ဆန်းမြင့်ဟောမှာတွေ့မြင်ရသည်။မတ်တင်ရွှေကမူဒီအိမ်တွင်အမဲလူပင်ဝင်ထွက်သွားလာကလှုပ်ရှားရှိတာလှုပ်ပေးခဲ့လျက်စားစရာများလဲစားသောက်ခွင့်ရရက်ပေးသည်။မတ်တင်ရွှေကသူ့မျက်နှာကိုမဲလျက်တီးတူးလေးတန်းနဲ့အဲ့ဒီမိန်းမကြီးဖယ်ရှုံးရင်တော့သူ့ချင်အောင်အကြီးလျှော်ပေးလို့ပတ်စံငားမှုမရဘူး။ဘလောက်ရမှာလျှော်ပေးမယ်လို့ပြောရော့ပေါ့အမရဲ့ချင်အောင်လျှော်ရတာသိပ်ပင်မန်းတာ။ဝေခင်ကပြောလိုက်လေသည် အဲ့လိုမှတ်ထားမှတ်ထားဆိုပြီးချင်အောင်လျှော်ပေးတာကိုသုံးငါရှိပြီအဲ့လီကိုလိုချင်တဲ့အခါလဲပစ္စည်းပေါင်းနဲ့ဆွဲသုံးရတာပဲကျေစုတင်ရသေးတယ်တော့ဒါပေမဲ့အမနီလာဆွဲကြတော့တနစ်ရှိပြီပေါင်းထားတာကြာရင် အတူကအရင်လောက်ခိုက်သွားမှာပဲอืมအစ်စ်ပဲမိုင်ကျွန်တော်တောင်ဒီလအတူပါထည့်ပါရင်အတူကြီးပဲပေးရတာငွေ90ရှိသွားပြီမိုင်စဉ်းစားကြည့်ရင်နှမျောစရာတိတ်ကောင်းတာပဲဝေခင်ကအတပြင်းကိုသာခက်လေးလေးချလေသည် အိုးမတက်နိုင်ဘူးမတက်နိုင်ဘူးရှိတစားမရှိဝန်းစားတယ်ဝေခင်ကြီးအမတို့တော့ဝေကျွေးမကုန်သေးဆင်းရဲနေရအောင်ပါပဲစကားရှိတာပဲဥစ္စာကံပေးမရသေးနှောင့်မေးပြပါမရှိရတဲ့အမဘယ်စုလို့တော့ဝေခင်ကစိတ်လက်ပေါ်ပါစွာပင်ရဲမိသေးသည်သူ့ဘဝကိုလည်းဖြစ်သည်များအကြောင်းကောင်းကြီးပဲထင်မှတ်ရှာသေးသည်မတင်ရှိကားမှုဖဲဝိုင်းရှိရသောမင်းငေါ်ပြလျက်ပိုက်ဆံများဖောတဲ့လူများတိတ်ဖောတာ၏ဟိုမှမမြင်ဘူးလားအရန်ကိုကြာနေရပဲအဲ့ဒါဝိုင်းကြီးပဲတစ်ချက်မောက်ဆိုတာပေါ့ ချက်မှဝေခင်ကမျက်ခုံးကိုရှုံငါမေးလိုက်သည်မတ်တင်ရွှေကအမလည်းနားမလည်ပါဘူးအဲ့ဒါပူကာကစားနည်းတစ်မျိုးတဲ့အမေရိကန်ပူကာဆိုလားဟောလိဝုဒ်ပူကာဆိုလားမမဆန်ပြောပြတာပိုက်ဆန်ကြီးကြီးတချီတည်းရားလိုက်ထောင်လိုက်ရှုံလာတဲ့အိမ်တအိမ်များငွေတစ်ထောင်အ ਨੇ ဆုံးပါမှဝိုင်းနေအဝင်ခံတဲ့မင်းကြီးရောမမဆန်ရောဖဲရှုံရင်လင်မယားနှစ်ယောက်ရံဖြစ်လိုက်တာတကြီးကြီးပဲတခါအမရှိတော့ရှေ့တယ်မင်းရံဖြစ်ကြတာ မမဆန်သူတောက်နေတဲ့လိမ္မော်ကြီးဖန်ခွန်းနဲ့မင်းကြီးကိုပောက်ထလိုက်တာမင်းကြီးအရှောင်းကောင်းလို့ပေါ့နှုတ်မဝင်ခေါင်းအကွဲပဲတော်ဟမ်ဝေခင်ဒီထူးဆန်းသောလူကုန်တဲ့အလို့ရဲ့အပြုမှုများကိုပုံမြင်သပွဲထားထောင်မိလေသည်ဒိုင်ခံရလို့တည်းများဖဲ့ရှုံပြတော်မမဆန်နှမျောတဲ့အိမ်ပေါ်ထဲမှာပဲငပြောဝဲအုံးဝဲတွေနဲ့ဘိုးရော်ဝဲရှိတယ်အမှန်တော့ဘိုးရော်ကလောင်းကစားအားမပေးဘူးတဲ့လောင်းကစားနိုင်အောင်တော့လုပ်မပေးနိုင်အောင် အဲမင်းကြီးရာထူးတအောင်တော့ဘိုးတော်မားတဲ့ပြီးတော့ဘေးရင်ရဆိုလားဘာဆိုပြောင်းနိုင်နေမှာအင်းတွေချအဲ့ဒီအင်းမှာမင်းကြီးရဲ့ပြိုင်မက်တွေရာထူးပြိုင်မက်တွေပေါ့ကြီးနမေရီကြီးပြီးရတရားချစ်တယ်ဟင်အဲ့ဒါတော့ဘယ်ကောင်းမလဲတခြားလူတွေနမေကိုမိချို့သူတို့ဖြစ်မှာပေါ့လာမြင်အောင်လုပ်တယ်ဆိုရင်လေပူလာအောင်လုပ်တာနဲ့တူတူပဲမြဲကြည့်မှာပေါ့ကြည့်တာပေါ့မလို့လို့အင်းတိန်ကိုပုံနှကတိုက်တာတွေပါနေတောင်ရှိသေးတယ်အဲ့ဒါလို့ရတာတိတ်ကြောက်စရာကောင်းတာပဲ အမလီကြောချမ်းစရာနောက်မှညီမကိုပြော့ပြရအောင်မယ်ဒါတွေကလောကီနီလန်နေပါ ਈ မကောင်းပါဘူးလက်ပြလည်းမတန့်ပါဘူးခုလိုစုတ်ကက်ကြီးမှာအကောင်းဆုံးကယန္နာသုံးပါးသာစိတ်ကက်ဖို့ပဲစေနာမဏိဂါထာဆိုတာရှိသားပဲအမတော့အဲ့ဒါပဲထက်တလေးလေးရွတ်တယ်ထို့နောက်မတင်ရွှေကကျန်တဲ့ဗန္ဒန်ရက်ဆိုင်မရှိအလိုကိုပြည့်စည်နိုင်သောယရနာတို့သည်ဗုဒ္ဓံဖျားတီးဟုသောယရနာတီးဟုပါဠိအနက်ရှိသောဂါထာအစကိုရွတ်ပြနေသေးတော်သည်ဝေခင်ကဟုတ်တယ်ဟုတ်တယ်ဒီဂါထာကိုအမေလည်းခဏခဏရွတ်တယ် လောကီအတွက်ကောင်းစားဖို့ဆိုတာကတော့ကိုယ့်ဘာသာကိုကြိုးစားမှဖြစ်မှာဝိခင်ရဲ့ဒါပေါ့ကျွန်တော်ဆောင်မွေးအောင်မယ်လို့ပြင်ရဆေးဖြောင်းနိုင်ထုံးပြီးဆောင်ကြပေးနေကြည့်ပါလားအောက်မမလားအဲ့လေဖခင်တရားလဲကြည်ညိုကောင်းတာလဲလို့ဆိုရင်တော့ကိုကြိုးစားတဲ့ပေါ်ထက်ဆင်ပြီးသူတော်ကောင်းနဲ့ကောင်းဆောင်မခြင်းဆောင်မမှာပေါ့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းချိုးပေးမယ်အဲ့ဒါတော့ကျွန်တော်ယုံတယ်အဲ့လိုစိတ်ထားမြို့ထားတာတော်တာပေါ့ကြီးမမဆန်တို့အင်းအောင်စုတွေကလူတွေကတော့ ထက်တန်းကြတယ်လားစိတ်နေသဘောထားတွေကတော့တိတ်သေးသေးနာပဲအခုလေသူ့ရောက်သူ့ရဲ့တရားအတွက်ထရွက်တို့ခန်းကောက်ကတို့ရှာပြလိုက်ရတာ ਈ လက်ဖွဲ့တွေအဆောင်နေလဲအမပဲလုတ်ပေးရတာမမဆန်ကလည်းတက်တက်လွတ်စားပြီးပတိစိတ်ဥပုတ်တော်ဆောင်းမရဲ့မနက်လင်းတာနဲ့ထွက်လိုက်တာပါဇက်ကအယုတ်တာအနတ္တတွေအင်းရကောင်မလေးတွေခင်ဗျာနေစရာကိုကိုမရှိဘူးသူစုလုံးလုံးထို့တော့ဝေခင်တို့စကားတင်းဆိုကြစေဝိုင်းမအသာထလာတော့ဒေါခင်ဆမ်းမြင့်နေဝေခင်တို့စီလျှောက်လာကပြုံးနေရဲ့ရောက်နေတာကြကြပြီလားခုလေးတွင်မမဆန်ရဲ့ မတင်ရွှေကဆေးဘောလေးတူကိုသူ့ပါဇက်မှာဖြုတ်ပစ်ပြီးဖြည်သည်။ဝေခင်ကသူ့လက်ထဲတွင်ဆုပ်ကင်ထားသောအတိုးတွေ15ချက်ကိုဒေါခင်ဆန်းမြင့်လက်ထဲသို့ထည့်လိုက်သည်။ဒေါခင်ဆန်းမြင့်ကဝေခင်၏မျက်နှာကိုစိစိချင်းရင် secret ကင်ထားသောလက်နှင့်ငွေကိုလှမ်းယူကာဟဲ့ဝေခင်ကစက်မှုတက်ကတူပါဆိုခုမှပဲအန်တီသိရတော့တယ်။တင်ရွှေကပြောတော့ကောလိကျောင်းသူဆိုတော့ဝိဇာသိပံအောင်းမီလို့အန်တီကဘာသူပြောလဲ။ကြော်ကြော်ပေါ့ကြော်ကြော်လေးမသိဘူးလား။ဟမ်ဝေခင်၏ပြုံများသည်တမဟုတ်ချင်းရဆိုင်သွားသည် အသားဖြူဖြူအယံမြင့်မြင့်ကိုလုံးခပ်ဖိုက်ဖိုက်မျက်ပေါက်ချင်းချင်းနှုတ်ခမ်းပပနဲ့ဒေါခင်ဆန်းမြင့်၏မျက်နှာကိုငေးမောကြည့်နေမိသည်ထိမှစပင်များကိုဖျက်လျက်ခစ်ပေါ်အမောက်လှထားကပန်းနေနှုတ်ခမ်းနေများနဲ့ခစ်ဆန်းဆန်းလန်ကြီးခရစ်အနက်ရောင်လက်ပြတ်အင်ဒိုနီးရှားပါတိတ်လုံကြီးအပြာရောင်နဲ့အသက်50အရွယ်နဲ့လှပနှုတ်မျိုးမြဲဖြစ်သောဒေါခင်ဆန်းမြင့်အားအခြေဆုံးကောင်းဆုံးအကဲခတ်တယ်လို့ကြည်နေပြီးချောချောနဲ့ဝေခင်ကအတန်းတူတူပဲဆိုယူတဲ့ဘာသာကျင်တာမတူတာတဲ့တိတ်ဆွာတာပဲလို့ပြောတော့အန်တရားဖြင့်ယုံနောင်းမြုံမြင်မှု ဘယ်ခင်ကိုအန်နေမြင်ရတာအေးလေးပဲ။ तू ကစပြီးတော့ secret နဲ့ပေါက်လို့လား။ဟောကွယ်ချစ်လို့စတာနေမှာပေါ့။ဝီခင်ကချစ်စရာလေးပဲဟာ။အင်းအင်းအဲ့လိုတော့အဆမခံခြင်းဘူး။မတင်ရှိကရေမောလေးရမမဆန်ကလည်းဝီခင်ကသူ့ကိုထင်မခံဘူး။ तू ကကောင်းရင်လည်းသိသဘောကောင်းတာစိတ်ဆိုးမိရင်လည်းမရဘူးလို့ခိုင်ခေရအောင်ပြောသေးတယ်။အေးခိုင်ကီဆိုလို့ခိုင်ကီလည်းဟိုလာကဝေခင်းကိုရှေခင်းနဲ့နောက်ကထွက်သွားတာတွေ့လို့အန်တီကိုမေးသေးတယ်။အန်တီကလည်းမသိမကွက်ဖြစ်လိုက်ပါတယ်။ ခုကြကြွားတော့ဝိုင်းနေရတွေ့လဲလို့ပြောပြနေတာဒီကြကြော်တို့ကအန်ဒီတို့ဆွေမျိုးပဲသူ့ဖေဟာတွင်းဝင်လေသူ့ဖေနဲ့အန်ဒီခင်မမင်းတို့အန်ကင်လည်းအမျိုးတော်တာပေါ့ဒါပေမဲ့ဒီကောင်လေးတွေကဆွေမျိုးတော်လို့လာတာမဟုတ်ပါဘူးဝိုင်းကောင်လို့လာတာပါဝိုင်းတကာလှဲ့နေတဲ့ဟာတွေမိဘပိုက်ဆံတွေဖြုံးနေတာပေါ့မတင်ရွှေကရရင်ပြောမိသေးသည်ဒေါခင်ဆမ်းမြရခေါင်းကိုခရရန်လေးရဲ့မျက်နှာမဲကကြော်ကြော်ကတည်တယ်အတ္တိသားနဲ့ចောင်းကောင်းမှထားတာ တကုံအမတ်တက်မှာအတန်းအတူတူကျွရှင်လဲအတူတူပဲအဲ့ဒါဖြစ်ကြတော့အမတ်မှာအန်တီသားမင်းအောင်ကျော်ဆန်ကဆေးသိပ်ပံဝင်ခွင့်ရသွားတယ်လေကြော်ကြော်လဲဆေးကိုမရလို့ငိုလိုက်တာသူ့အမေကလည်းမခေါ်နိုင်မပြောနိုင်နဲ့ဝမ်းနဲ့နေရသေးတာအန်တီကသဘောထားချင်းချင်းနဲ့မနှဲချော့ခဲ့ရတယ်ဆေးလိပ်ပြားရောင်ကိုအသာချွေချရင်နှုတ်ခမ်းကိုတွန့်ပြီးပြောဆိုနေသည်ထိုခိုင်အသားညွညွအရက်ပြက်ပြက်ခက်ပင်ပင်ပပနဲ့အသက်90ကျော်ကဦးကျော်ဆန်ကမိဖို့ရဲဝင်လာကမမကြီးဒီမှာမလုပ်နေရလဲအင်းရှိသွားအောင်လေကြော်ကြော်ကပြန်မာတဲ့ မမီးကကြော့နေရဝင်ဒီနေ့ကို့မှာလက်မရှိဘူးကွာဥကြောဇန်ကသူ့ဇနီးကိုမမီးဟုခေါ်ကချူသားစွာပြောလိုက်သည်ဒေါခင်ဆန်းမင်းကသူ့နားလာရတော့လင်းတော်မောင်ဤပခုံးကိုအသာအရာလက်ဖြားများကော်လျက်ပုတ်ခတ်ရင်ဒေဒီဝေခင်းရ RND ရတဲ့ဟေးဟုတ်လားစော့စော့ကကြော့ပြောနေတာဒါထင်တယ်တော်တာပေါ့ကွာကျူရှင်မယူပဲနေရအောင်ပြီး RND ရောက်တယ်ဆိုတာတော့တော်တာပဲအများကြီးတော်တာအမှတ်ပေါင်းဘယ်လောက်ရလဲ၄၄၈မှတ် MC တောင်သွားနိုင်တာပဲဘာလို့မသွားတော့ဝါသနာမပါလို့ပါအန်ကဲဟာတဲกว่าကြတာဟိုးဝါသနာမပါလဲတက်ပေါ်กว่าနောက်တော့ပါလာမှာပေါ့အေးအေးစူးစားစူးစားဆင်းရဲတယ်သူများထူးချွန်တယ်ဆိုတာဒါပဲကိုကကိုကိုဆိုတာဒါပေါ့တင်ရွှေပြောတော့အချုပ်တယ်လေးစီကအဲ့ညီကျဲသေးတွေပါလေယူတက်ပြီးကြောင်းစီရှာတယ်ဆိုဟုတ်လားဟုတ်ကဲ့အရောက်ငွေမပို့နိုင်လို့လားပို့ပါတယ်တလတရာအဆောင်စီကြောင်းလာကနဲ့တူလီမိုလီနဲ့ကုန်တာလေ ပြီးခဲ့တဲ့လကအမီနေမကောင်းတော့80ပဲပို့တယ်။စစ်တပ်ကအကူကလည်းမဘိုးလောက်ပဲပို့နိုင်တယ်။စာအုပ်ပို့လိုပါလို့လူရနဲ့တလတရားလည်းခုခေဘာရှိမှလဲ။ကြော့ကြော့အမီဘက်ကအမျိုးတွေရန်နိုင်တို့ရန်ပိုင်တို့သိတယ်မလား။မင်းနဲ့ခင်တယ်မလား။ဟုတ်ကဲ့။အေးတို့တော့150လားပို့ရတဲ့။အကြီးအောင်တော့100နဲ့လောက်အောင်သုံးတယ်။အငယ်ကမရဘူးဆိုပဲ။မင်းကဆင်းရဲတော့စိုက်မန်နေပါရင်မလျှောက်ဘူးလား။လျှောက်ပါတယ်မရတာ။ဟာဘာဖြစ်လို့လဲ။ဆင်းရဲတာလားရရမှာပေါ့။ ျွန်တော်တို့မြို့နယ်ကလူကြီးတွေရဲ့ထောက်ခံစာယူရတယ်။သူတို့ကကျွန်တော်ထက်မောင်နှမများတဲ့လူအလုပ်ပြစရာမရှိတဲ့လူကိုပေးမယ်တဲ့။အမေကအလုပ်ရှိတယ်တဲ့။ကျွန်တော်ဆင်းရဲတာတော့ဆင်းရဲတာပဲ။တချို့မျိုးကဆိုရင်အဖေကပင်စင်စားအမေကလည်းဝင်ဝင်ရှိရတာနဲ့ရတာပဲ။ကျွန်တော်ကတော့ကန်ဆူရာနဲ့စတိုင်ပန်နဲ့လွဲနေရတာ။စတိုင်ပန်ကဘယ်လောက်လဲ။ဒေါခင်ဆန်းမြင့်အောင်ဝင်မေးသည်။85ကျပ်ပါနေ။ဟဲ့မနှဲပါဘူး။ရရင်တော့ကောင်းသားပဲအခုတလတရာချစ်ချုပ်တော့မရဘူးလားဒေါခင်ဆန်းမြင့်ရမေးလိုက်ပြန်နေ တရားလည်းလာတိုင်းမရပါဘူးစာအုပ်ပေါ်လိုလိုတဲ့ចောင်းတောင်းကရိယာပစ္စည်းတွေလည်းဒီငွေတွေရပဲဝယ်ရတာဒါတွေနဲ့ပဲလုံးချလိုက်သွားတာပေါ့အန်တီရဲ့ဥကျော်ဆန်းကကျန်နာတနာသလိုတပြင်းမတိမတာရှိုက်မိသည်ဒေါခင်ဆန်းမြင့်ကဆော့ဆော့ဟာစစ်တပ်ကအကူအော်လုံလောက်အောင်မထောက်နိုင်ဘူးလား तू ကအိမ်နောင်နဲ့လားအိမ်နောင်မရှိပါဘူးအကူကပါလဲကပ်တိန်ကဒေါခင်ဆန်းမြင့်မင်းကိုဝေခင်ရယုတ်တည့်ရမဖြစ်နိုင်အကူကုန်းသိငယ်မြေဆိုတဲ့ပြင်းနှုတ်ဆွနေသည် ဒေါခင်ဆန်းမြင့်တို့ကိုလူဒန်းစာအဖို့လူမှုအသက်အိုးရေးအစီအစဉ်ကာကွယ်သောစစ်တီတရားရေးတန်ဖိုးလူတရားရေးစစ်စီရနာကိုနားလည်သည်မဟုတ်သူတို့တည်တည်ကယာတို့အဆင့်နဲ့ဂုံတင်းနှင်းစင်းဘူလားဒေါခင်ဆန်းမြင့်ကဆက်မေးသည်ဝေခင်ကတုံဆိုင်စွာရဲဘော်ပါရဲဘော်အော်ရဲဘော်ဆိုတော့စစ်သားဘော်ကျတော့နောက်ခံမရှိတဲ့ကလေးပြီကိုတနာစရာပဲဒေါခင်ဆန်းမြင့်ကဆုတ်တန်နေသည် ဖဲဝိုင်းချီမှာရဲတံမောတံများသည်ကျဲလောင်စွာပြန့်နှံ့သွားတော့သည်သူရဲတံများနဲ့တူခစ်ပေါ်ကာလာတေးဂီတာတံလည်းအတန်ဖန်ဆက်စီမှာလွင့်ပြန်လာပြန်လေသည်အဇီရှင်ခွေးကြီးနှကောင်ဟိန်းနံကနောက်ခံအတန်နဲ့တူကျဲလောင်လေးရဲ့ရှိသည်ခွေးခင်နားရဲတွင်တော့ရဲတံများကသာ ဖုံးလန်းသွားလေတော့သည် ပေးနှဆင်နေကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်အပိုင်း၈ကိုလည်းဆက်လက်ဆောင်မြန်းနှဆင်ပေးပါဦး